လူသားတွေမှာပညာ၃မျိုးဆိုပြီးတော့ခွဲခြားပြတာရှိတယ်။မွေးရပါပညာကိုပဋိသန္ဓိပညာလို့ခေါ်တယ်။လူတိုင်းလူတိုင်းမှာတော့ပါလေးမရှိဘူး။ bright ဖြစ်တဲ့ပုဂ္ဂိုလ်တွေမှာတော့မွေးရပါပညာဆိုတာရှိတယ်ပေါ့။အဲ့ဒီမွေးရပါပညာရှိတဲ့ပုဂ္ဂိုလ်ကသူများတဲ့ပို့ပြီးတော့ထက်မြက်တယ်။သူများတဲ့ပို့ပြီးတော့မတင်ရဘဲနဲ့နားလဲတယ်။ bright ဖြစ်တယ်လို့ပြောကြတယ်။အထူးအဖြင့်ဟို ကိုလူမျိုးကိုနိုင်ငံနေမှု ပြောတာမဟုတ်ဘူးရှေးဘုံရချုပ်ပြီးတော့ပြောမယ်ဆိုရင်တစ်ချိန်ကနိုင်ငံတကာမှာအတန်လွှင့်နဲ့အတန်လွှင့်ယုံတစ်ခုကအင်တာဗျူးလုပ်တဲ့အခါမှာပြောသွားတာလေမှတ်မထင်ကြားလိုက်ရတာရှိတယ်။အာရှသားတွေနဲ့တွဲပြီးတော့အလုံးလုံးဖူးတဲ့ပုံကိုတရားကဝန်ခံပြောကြားသွားတာပါတော့ဆိုအာရှနိုင်ငံနေရမယ်တဲ့သူပွင့်ပွင့်လင်းလင်းပြောရရင် သူတွဲလို့တဲ့ထဲမှာဗမာပြည်ကလူတွေက bright ဖြစ်တယ်လို့လို့ပြောပါဒါသူမသူများအတိမပြူတဲ့စကားတစ်ခုပေါ့နော်သူနဲ့တွဲလို့တဲ့ပုဂ္ဂိုလ်တွေကပညာစွမ်းအားထက်မြက်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်နေပြောမယ်ဆိုရင်တော့လည်းဖြစ်တော့ဖြစ်နေဘာကြောင့်လို့ဆိုရင်ကပ္ပကုလသမက်ကမှာကုလသမက်ကအတွင်မှုချုပ်လုတ်သွားတာရှိတဲ့ထဲမှာမြန်မာနိုင်ငံကတူပါဝင်သွားတယ်ဥတ္တန်ဆိုတဲ့ထူချွန်တဲ့ပုဂ္ဂိုလ်တူပါ ဒါတမန်အားဖြင့်ဒီလိုကမ္ဘာအသင်းအဖွဲ့ United Nation လူပေါင်းစုံကမ္ဘာပေါင်းစုံနိုင်ငံပေါင်းစုံကပုံကိုယ်တွေလူမျိုးပေါင်းစုံစုထားတဲ့အထက်ထက်ထက်မြင့်မြင့်နဲ့အရာရာကိုဥဆောင်နိုင်တဲ့ပုံကိုယ်ဆိုတာပေါ်များတာတော့မဟုတ်ဘူးရှားပါတယ်ပေါ့စစ်အေးတိုက်ပွဲ ကြီးမားနေတဲ့ခေတ်ကာလမှာဘုရားဘာသာဝင်ဖြစ်ပြီးအမျော်မြင်ကြီးမားလို့စိတ်နှလုံးနှူးညံ့တဲ့ဥတ္တန် ကဘာကုလသမေကမှာအလုံးကလူလူလန်းလန်းနဲ့အတွင်းအတွင်းရေမှုချုပ်ရာထူးကိုပေးခဲ့တာဖြစ်တယ်။သူလုံးနိုင်တဲ့အတိုင်းတာလုတ်ပြီးတဲ့အခါမှာဆက်လုတ်ဖို့ရာမြားကလူလာတော့လည်းပဲသူကဆက်မလုတ်ခဲ့နဲ့ညင်းခဲ့ရတယ်။ဂျမတ်ရေးချင်းနေရအောင်။အဲ့တော့ဒါလည်းပဲမြန်မာနိုင်ငံပေါ်မှာမြန်မာနိုင်ငံရဲ့ရှေးပြေးထိတ်တန့်မှာမွေးဖွားသွားပြီးတော့ထူးချွန်တဲ့ပုဂ္ဂိုလ်တရားအောင်။အဲ့လို့ မွေးရပါအသိပညာထက်လာတဲ့ပုဂ္ဂိုလ်ရဲ့နောက်ဒုတိယရနိုင်တဲ့ပညာကဘာလို့ဆိုပါရိဟာရိယပညာလို့ခေါ်တယ်အစဉ်စဉ်သင်ယူကြိုးစားပြီးလေ့ကျင့်သွားလို့ထက်မြင်လာတဲ့ပညာဒုတိယပညာမျိုးစားပါရိဟာရိယဆိုတာတစားနဲ့တစားအခုလိုတက်ကြသူတွေမှတက်ပြီးတော့ပညာတွေစီးပွားထုတ်တယ်တစားတစားသင်ယူတယ်စာအုပ်တွေကိုဖတ်တယ်အသိပညာတွေကိုစီးပူးတယ်ဆိုလို့တဖြည်းဖြည်း ောက်ပြောင်တိုးတက်လာတဲ့ပညာအားကိုပါရိဟရိယပညာလို့